မြန်မာဆိုင်ယန်ချန်နယ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။သိပ္ပံဆိုင်ရာ အကြောင်းအရာတွေကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပေးသွားဖို့တောင်းဆိုလိုက်ပါရစေခင်ဗျ။ပြီးခဲ့တဲ့ video တွေမှာကောင်းကင်ကြီးအပြာရောင်ဖြစ်နေရတဲ့အကြောင်းနဲ့ Mars Joe ရဲ့ကောင်းကင်အဝါရောင် ဖြစ်နေရတဲ့အကြောင်းကိုတင်ဆက်ထားခဲ့ပါတယ်။မကြည့်ရသေးလို့ဆိုရင်ပြန်လည်တွားရောက်ကြည့်ရှုနိုင်ပါတယ်။ အခုဗီဒီယိုလေးကတော့အရင်အကြောင်းအရာတွေဖြစ်တဲ့ကောင်းကင်ကြီးပြာနေရတဲ့အကြောင်းနဲ့ Mars Joe ရဲ့ကောင်းကင်အဝါရောင် ဖြစ်နေရတဲ့အကြောင်းကိုအသေးစိတ်ပြန်ပြောရင်းနဲ့ correction လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။ပထမဦးဆုံးအနေနဲ့ကျွန်တော်တို့ရဲ့မိုးကောင်းကင်ကြီးအပြာရောင်ဖြစ်နေရတဲ့အကြောင်းကိုတွားကြပါမယ်။အာကာသထဲကနေနေအောင်ကြီးကနေတစ်စင်းကျွန်တော်တို့ကဘာပေါ်ကိုခြောက်ရောက်လာတဲ့နေအောင်ကြီးမှာ လိမ္မောဝါစိနိပြမဲနေအောင် ခရမ်းစားတဲ့ရောင်စဉ်9မျိုးပါဝင်ပါတယ်ဒီရောင်တွေထဲမှာလိုင်းအလျားအတူဆုံးက ခရမ်းရင်ရောင်နဲ့အပြာရောင်ပဲဖြစ်ပါတယ်လိုင်းအလျားတူလေးလေးအလင်းဖြန့်ကျဲဖို့ပိုပြီးလွယ်ကူလေးလေးပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘာပေါ်မှာကြောက်လာတဲ့နေရောင်ကြီးရဲ့အရောင်စဉ်တန်း9မျိုးထဲမှာအပြာရောင်ကိုပိုပြီးမြင်နေရတယ်ဆိုတာကသူ့ရဲ့ အလင်းလှိုင်းအလျားကအတူလိုပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ကဘာကြီးမှာအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်ဓာတ်ငွေတွေရှိပါတယ်ဒီအောက်ဆီဂျင်နဲ့နိုက်ထရိုဂျင်မှာရှိတဲ့မော်လီကျူတွေကလည်းပဲလိုင်းအလျားအတူဖြစ်တဲ့အပြာရောင်ဖြန့်ကျဲမှုကိုအများဆုံးလှုပ်ဆောင်ပေးတာမို့လို့ကောင်းငင်ကြီးကအပြာရောင် ဖြစ်နေတာပဲဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့က release scattering လို့ခေါ်ပါတယ်။ခရိုင်ရင်ရောင်က အပြာရောင်ထက်လိုင်းအလျားပိုတူလို့ပိုပြီးဖြန့်ကျဲတင်တာမှန်ပေမဲ့ ကျွန်တော်တို့လူသားတွေရဲ့မျက်စီထဲမှာခရမ်းရင့်ရောင်ကိုတပေါ်အားဖြင့်မြင်ရတာနဲပါတယ်ပြီးတော့အိုဆုံးလွှာကခရမ်းရင့်ရောင်အချို့ကိုစုပ်ယူသွားတာကြောင့်အပြာရောင်ကောင်းကင်ဖြစ်ကျွန်တော်တို့တွေ့မြင်ကြရတာပဲဖြစ်ပါတယ်နောက်အခုကျွန်တော်တို့မတ်စတိုကိုဆက်ပြီးတွားကြပါမယ်မတ်စတိုရဲ့ကောင်းကင်ဝါရတာကသူ့ဂျိုမှာလွင်မျောနေတဲ့အမုံအမွားတွေကြောင့်ပဲဖြစ်ပါတယ် နေအောင်ကြီးကနေပါလာတဲ့အယောင်တွေအထူးသဖြင့်အလင်းလိုင်းအတူတွေဖြစ်တဲ့အပြာဒါမှမဟုတ်ခရမ်းရဲ့ရောင်ကိုဖြန့်ကျဲပေးဖို့မတ်ရဲ့လေတို့ကအရန်ပါလွင့်ပါတယ်လေတို့အများကြီးမရှိလို့ Relius Catering အတွေ့အထောက်ကူမဖြစ်ပါဘူးပြီးတော့ mass မှာ carbon dioxide 95%ခန့်လုံးရှိပါတယ် Relius Catering လို့ဖို့လေတို့ထဲမှာ molecule များများလိုပါတယ် mass ကြိုမှာဒါတွေမရှိပါဘူး မတ်ဂျိုကတန်အောက်ဆိုင်အမုံအမွားတွေနဲ့ပြင်းနှစ်နေပါတယ်ပြီးတော့သူရဲ့မြေစည်းလွာကတန်အောက်ဆိုင်တအရန်ကျွယ်ဝပါတယ်မတ်ဂျိုမှာတိုက်နေတဲ့မုံတိုင်းနဲ့လေရုတွေကအဝါလိန်မော်နီအညိုစတဲ့တန်အောက်ဆိုင်တွေကိုလေရုထဲမှာအမြဲပြန်ဝဲစေပါတယ်ဒါကြောင့်မတ်ဂျိုရဲ့ကောင်းငင်ကဝါရတာကသူရဲ့ဂျိုပေါ်မှာလွင်မြောနေတဲ့တန်အောက်ဆိုင်အမုံအမွားတွေကြောင့်ပဲဖြစ်ပါတယ် နောက်ကျွန်တော်တို့ကမတ်စတိုရဲ့ကောင်းကင်အဝါရောင်ဖြစ်နေတယ်ဆိုတာကအများတော်အားဖြင့်အဝါရောင်ဖြစ်နေတာကိုပြောတာပါ။ဒါကကျွန်တော်တို့ဒီမတ်စတိုမှာပြန်ဝဲနေတဲ့အမုံအမွှားအချို့အပားပေါ်မှာမူတည်ပြီးရမှာသူ့ရဲ့အယောင်အချို့ပြောင်းလဲခြင်းတွေလည်းရှိပါတယ်။အများဆုံးကအဝါရောင်ကို တွေ့မြင်နေရတာမို့လို့ကျွန်တော်တို့ရဲ့မတ်စတိုရဲ့ကောင်းကင်ကအဝါရောင်ဖြစ်နေတယ်လို့ပြောကြတာပဲဖြစ်ပါတယ်။